အထက်ပေါင်း120ရှိတဲ့မျောစင်ညီနောင်ဘော်ကစွန်စားကန်းဒီနေ့ကျွန်တော်တို့တင်ဆက်ပေးသွားမယ့်ဇာလန်လီကတော့2012ခုနှစ်ကထွက်ရှိခဲ့တဲ့တဲထိတ်ရင်ဘူဇာကားလီတကားဖြစ်တဲ့ The Tower ဆိုတဲ့ဇာကားလီဖြစ်ပါတယ်။စိုးမျိုးလယ်မှာရှိတဲ့ Sky Tower ရဲ့အလို့သမားတွေက Christmas ပွဲတော်ကျင်းပနေကြတာဖြစ်ပါတယ်။အဲ့ဒီ Sky Tower ဟာထက်ပေါင်း120ရှိပြီးတော့ Tower ကြီးနှစ်ခုကိုဆက်သွယ်ထားတာပါ။သူတို့ကပါတီဝဲတစ်ခုလုပ်ဖို့အစဉ်အသင့်ဖြစ်နေကြပါပြီ။ဘိုင်ရှင်မစ္စတာဂျိုကပါတီဝဲလုပ်ဖို့အကြံရသူပါ။ ဟိုတယ်မန်နေဂျာဖြစ်သူဒေအိုကတော့အလုတ်ကအပြန်မှာသမီးလေးကိုအချိန်ပေးဖို့ချော့မော့ပြောနေပါတယ်။သူဟာမိုးဆိုးပေါ်တယောက်ဖြစ်ပြီးတော့စားတောက်ဆိုင်မန်နေဂျာယွန်းဟင်နဲ့ကြိုက်နေတာပါ။ချက်ကြီးကလည်းအဲ့ဂျိုမာလေးမင်းနဲ့ကြိုက်နေသူပါ။မစ္စတာကင်ဆိုသူကလည်းဘုရားကျောင်းကသူ့ဘော်ဒါရီတအုပ်ကြီးကိုတာဝါကိုခေါ်လာပါတယ်။မစ္စတာယွန်းဆိုတဲ့အဖိုးတယောက်ကလည်းရှိပါသေးတယ်။သူကလည်းသူ့အိုလေးဒီကြီးနဲ့ညသာစားနေကြတာပါ။အဲ့ဒီချိန်မိသက်ဌာနမှာတော့ဆယ်ဝန်းဆိုတဲ့မိသက်သမားအစ်တလေးတယောက် ရှိပါတယ်။ သူကတော့မိသက်ရတဲ့အလုပ်ကိုရန်ကိုဆရာထက်တန်လွန်လာသူဖြစ်ပြီးတော့စီကန်းလိုက်နာလုံးသူတယောက်လည်းဖြစ်ပါတယ်။ပေးသမျှမိကိုလိုက်ငိမ့်လွန်းနေလို့စီနီယာတွေကတော့အသာလုပ်ဖို့ပြောနေရသူပါ။ဇဲဝင်ရေချိုးနေတော့မှအားလုံးစုဝေးဖို့ပြောတဲ့ဘဲမီလာတာကြောင့်သူဟာရေချိုးနေရင်တန်းလန်းကြီးကိုပြေးပြီးတော့တန်းစီရပါတော့လေ။တကယ်တော့သူ့ကိုလို့ပေါ်ကံပြက်တွေကပေါင်းပြီးတော့ချစ်စနိုးနဲ့ဝိုင်းပြီးတော့စားနောက်ကြတာပါ။ခေါင်းဆောင်ညုံကြီးကလည်းအားလည်းရရတော့မှမို့လို့ပြောနေခဲ့ပါတယ်။တာဝါမှာတော့တကူးကူးဖြစ်တော့မဲ့ပုံပါပဲ။ စပုံမှုချက်ကြီးရုံးကြောကဒေအိုးကြီးကိုမိဖွင့်ပြီးတော့အကြကြီးထားထားမိပါတယ်။ကံကောင်းမေလို့အမြန်ဆုံးငိမ့်လိုက်နိုင်တာပါ။အလိုလျောက်မီတာစနစ်ကိုဆင်းကြည့်တဲ့အခါမှာတော့ရေမရှိလို့အလုံးမလုံးတာကိုတွေ့ရပါတယ်။သူတို့ကတော့ပါတီလုပ်နေတော့တခုခုဖြစ်မှာကိုစိုးရိမ်နေကြပါတယ်။ဒါကြောင့်ပါတီဝဲပြီးတာနဲ့လုံခြုံရေးကိုစစ်ဆေးရမယ်လို့ပြောနေကြပါတယ်။မန်နေဂျာဒီအိုတယောက်ပိုက်တွေကိုသွားပြီးစစ်ကြည့်တဲ့အခါမှာတော့ရေပိုက်တွေပိတ်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်အထက်60ကနေအထက်80အထိကိုရေပြတ်တောက်နေမှာဖြစ်ပါတယ်။ မန်နေဂျာဒေဟိုကဒါကိုလုံခြုံရေးကောင်းဆောင်မစ္စတာချားကိုအတီးပေးပေမဲ့လဲခရစ်စမတ်ပြီးမှဒီကိစ္စကိုရှင်းမယ်လို့မစ္စတာချားကပြန်ပြောခဲ့ပါတယ်။မစ္စတာဂျိုကအစအုပ်ပေါ်ကိုရဟယင်တွေငားပြီးတော့နှင်းတွေကျဲချခြင်းနေခဲ့တာပါ။ဒီစီစဉ်ကိုလုံခြုံရေးကောင်းဆောင်မစ္စတာချားကလေရန်တိုက်နေလို့ဆိုပြီးတော့ရဟယင်တွေပြန်တမ်းဖို့ကိစ္စအတွက်ကိုပယ်ဖြစ်ထားခဲ့ပါတယ်။ဒါကိုပိုင်ရှင်ဖြစ်သူမစ္စတာဂျိုကမကျေနပ်တာကြောင့်မြို့တော်ဝင်စီကနေရဟယင်မရရအောင်ငားပြီးဖို့ပြောနေခဲ့ပါလို့ရတယ်။ ဒေဝရဲ့သမီးလေးဟာနာကလည်းအဖေကိုကြည်ကြနေလို့ဒေဝတယောက်ချော့နေရပါတယ်။ဒါကြောင့်ယွန်းဟီကကလေးမလေးကိုခေါ်သွားပြီးတော့ချော့နေရပါတယ်။တန်ရှင်လိုသမားကြီးအေးကြရဲ့သားလေးကလည်းသူ့မေစီလာလဲပါတယ်။အေးကြအားသားဖြစ်သူចောင်းလာကားတွေအတွက်သူများနေတာကိုတီးခံပြီးတော့အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။မကြခင်မှာပဲပါတီပွဲကိုစတင်ပါတော့တယ်။ဝေကြီးကုံကြခံပြီးပြုလုပ်ထားတဲ့မီရှူမီပန်းတွေနဲ့ရဲရင်တွေစတင်လှူရှားလာကြပါတယ်။မီရှူမီပန်းတွေကိုခွင်ကောင်းယူပြီးတော့ကော်မလေးကိုလက်ထပ်ခွင့်တောင်းသူတွေဘာတွေလဲရှိပါသေးတယ်။ ရိုးတရလေးတိုင်းတို့အရန်ပြင်းထန်လာပြီးတော့ရဲရင်တွေကလည်းထိမ့်သိမ့်လို့မရဖြစ်လာခဲ့ပါတော့လေရဲရင်ချင်းချင်းတွေချင်းပြီးပွတ်တိုက်မိပြီးတော့မိတွေလည်းစတင်ဆွဲလာပါတော့လေမိသားသမားတွေလည်းချက်ချင်းမိလောင်ရာကိုထွက်လာကြပါတော့လေမိသားကောင်းဆောင်ဖြစ်သူကလည်းဒီညကသူ့ရဲ့နားရဲ့ဖြစ်ပေမဲ့လည်းမိလောင်ရာကိုလိုက်လာပါတယ်အိမ်မဖြစ်သူနဲ့ချင်းထားပေမဲ့လည်းမိလောင်ရာကိုလိုက်သွားမှာဖြစ်လို့အိမ်မနောက်ကြမယ်လို့ကြိုတင်ဖုံးဆက်ထားခဲ့ပါတယ်တော်ရဲကလူတွေကလည်းကြောက်တာကြောင့်အကုန်ဝေယုံသုံးကားနဲ့ထွက်ပေါက်ကိုရှာကြပါတော့လေ တို့ကိုဓာတ်လိကားတွေကိုမသုံးကြဖို့အတွက်သတိပေးနေတဲ့အတန်းတွေကိုလည်းမကြားကြတော့ဘဲနဲ့ဓာတ်လိကားတစ်ခုထဲမှာအားလုံးစုပြုံပြီးတော့ဝင်တိုးကြပါတော့လေမကြခင်မှာပဲဓာတ်လိကားရဲ့အောက်ခြေကနေပေါက်ပွဲထွက်သွားခဲ့ပါတယ်ဒါကြောင့်လူတွေရဲ့ခြေထောက်တွေကိုမီးတွေလောင်ကုန်သလိုအငွေ့တွေကြောင့်ဓာတ်လိကားတွေကလူတွေဟာလည်းမောချက်ကုန်ကြကပန်ပရင်းပေါက်တွေကလည်းပွင့်ထွက်ကုန်ကြပါတယ်ကလေးလေးနဲ့ရှောက်သွားရင်းနဲ့ဟုံးပြီလဲမီးလောင်နေတာကိုလှမ်းမြင်လိုက်တာကြောင့်အားလုံးကိုပြေးဖို့អော်ပြီးတော့သူလဲကလေးလေးနဲ့ပြေးပါတော့တယ် ။သူမနောက်မှာကြံနေခဲ့တဲ့လူတွေကိုတော့ပြင်းထန်လာတဲ့မီးရောက်တွေကဝါစာသွားခဲ့ပါပြီ။မိသားသမားတွေကတော့ green car တွေနဲ့ကယ်ဆယ်ရေးလုပ်ဖို့စတင်နေခဲ့ပါပြီ။အထဲမှာလူလျောက် မိသားစနစ်ကပြင်းနေတယ်ဆိုတာသိထားတာကြောင့်အထဲကိုဝင်မဲ့ဆိုရင်အလွန်အနေများတယ်ဆိုတာကိုလည်းမိသားသမားတွေကသိနေကြပါတယ်။ဒါကြောင့်မိကိုရင်တက်ပြီးမှပဲလူတွေကိုကယ်ဖို့ဆုံးဖြတ်ကြပါတော့လေ။နောက်ဆုံးမှာတော့မိသားသမားတွေလည်းထဲကိုရောက်လာကြပါပြီ။တရင်ဌာနတွေကလည်းပြန်ဆိုင်ထုတ်လွှင့်နေကြတာဖြစ်ပါတယ်။ ။လက်ထပ်ဝင်တောင်းနေတဲ့နှစ်ယောက်ကလည်းဓာတ်လီကားထဲမှာပိတ်ကြံနေခဲ့ပါပြီ။သူတို့ကိုနန်ဆိုတဲ့မျိုးသမီးတစ်ယောက်ကသတိထားမိလိုက်ပါတယ်။အဲဒီမျိုးသမီးဟာကိုဝင်ဆောင်မျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့လည်းဒေါ်တချောင်းနဲ့တကားကိုကလန့်ပွင့်ပြီးတော့အထက်ကနှစ်ယောက်ကိုကယ်ထုတ်ခဲ့ပါတယ်။ရရင်တစည်းကမိုးတက်ကလူတွေကိုလာခဲ့ဖို့ရောက်လာတာကိုတွေ့လို့လူတွေကပျော်နေကြပါတယ်။ဒါမဲ့မျိုးတော်ဝင်ကတော့အရေးကြီးပုံကိုယ်တွေကိုရင်ကယ်ဖို့အမိန့်ပေးနေပါတယ်။ဒီကတော့သူသမီးလေးကိုရှာဖို့အတွက်မိရိကြားထဲမှာယူတယောက်လိုရှောက်ပြေးနေခဲ့ပါတယ်။ သူကမိသားသမားတွေကတွေ့သွားပြီးတော့ဂင်မလို့လုံးနေတော့မှပဲပေါက်ကွဲမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ဒုံရုံးမှုမစ္စတာချားတို့ရုံးရီတို့တွေလည်းမိသားဆေးဘူးတွေနဲ့ရှောက်ပြန်းနေခဲ့ပါတယ်။လူတွေကမိတွေလောင်ပြီးပေါ်တွေကနေပြုတ်ကျတည်ဆုံးနေချိန်မှာမြို့တော်ဝင်ကတော့ဂင်နေသမျှလူများများကဲဖို့ကြိုးစားနေပါတယ်လို့လိန်ပြောနေခဲ့ပါတယ်။အထက်မှဒေဦးနဲ့မိသားသမားတွေကပြိမိနေပြီဖြစ်ပါတယ်။ဒါကြောင့်ဒေဦးကဟိုတယ်လမ်းတွေကိုတိတာကြောင့်ခွဲလို့ရမယ့်နိုင်ငံကိုပြောပြနေခဲ့ပါတယ်။မိသားသမားတွေလည်းဒေဦးပြောတဲ့နိုင်ငံကိုခွဲလိုက်တာကြောင့်ရှေ့ဆက်သွားလို့ရခဲ့ပါတယ်။ ီတက်သမားကောင်းဆောင်ယုံကြည်ကစကားပြောချက်တစ်လုံးနဲ့နှာခေါင်းစည်းတစ်ခုကိုဒေဟုကိုပေးလိုက်ပါတယ်။ဒေဟုတယောက်လည်းသူသမီးလေးကိုရှာဖို့ထွက်သွားခဲ့ပါတယ်။အပြင်မှာတော့အကျိုးပဲတွေအောက်မှာတည်နေတဲ့လူတွေအများကြီးကိုတွေ့နေရပါတယ်။အဲဒီမှာတန်ရှင်ရဲ့တော်ကြီးအေဂျာနဲ့လည်းတွေ့ခဲ့ပါတယ်။အတော်ကြီးဟာအုပ်ပေါ်အောက်မှာပြီးမိနေတဲ့ဂျားကနေပဲတားပြစ်သူကိုပေးခြင်းလို့ဆူထားတဲ့ပတ်စံကိုဒေဟုကိုပေးခိုင်းနေပါသေးတယ်။ဒေဟုကတော်ကြီးကိုတနာလာကြောင်းအားတင်းပြီးတော့ကဲထုတ်သွားခဲ့ပါတယ်။မိသားသမားတွေကအတန်းနိုင်ဆုံးစူးစမ်းပြီးတော့မိငိမ့်တက်နေခဲ့ပေမဲ့လည်းမိကပို့ပို့ပြီးတော့ကြီးလာခဲ့ပါတယ် ဘောက်ကွဲမှုတွေကလည်းဇက်တိုက်ကိုဖြစ်လာနေခဲ့ပါတယ်။ကောင်းဆောင်ယုံကြည်ကတော့သူ့လူတွေကိုမခိုင်းမဲနဲ့သူကိုယ်တိုင်တစ်ဆွန်ဆံပြားနဲ့မီးငိမ့်နေပါတယ်။လူကပစိန်တလင်းနဲ့ brain box တွေကိုခွဲပြီးတော့လေနဲ့ငိမ့်ဖို့လုပ်နေပါတယ်။ပြီးတော့သူ့ရဲ့အောက်ဆီဂျင်ဘူးကိုလည်းမီးတွေကိုလွတ်ပစ်လိုက်ပါတယ်။အောက်ဆီဂျင်ဘူးကွဲသွားတဲ့အခါမှာတော့မီးတွေလည်းငိမ့်သွားခဲ့ပါတယ်။ဒါကြောင့်သူတို့တွေကယ်ဆယ်ရေးလုပ်ငန်းစဉ်ကိုစတင်လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ အထက်120ရှိတဲ့တာဝါဖြစ်တာမို့အထက်90နဲ့အောက်ထက်ကလူတွေကိုလှေကားတွေကနေထွက်ခိုင်းမှာဖြစ်ပြီးတော့အထက်90ရဲ့ပုံမှာရှိနေတဲ့သူတွေကိုတော့ဒီဘယ်တာဝါကိုကူးပြီးတော့ရဟယင်နဲ့ကယ်ဆယ်ဖို့စီစဉ်ကြပါတယ်။ပြဿနာတစ်ခုကတော့စားတောင်ဆိုင်ထဲမှာပေးမိနေတဲ့သူတွေရှိနေသေးတာပါ။ဒီနေရာကလူတွေကတော့အသက်ရှင်လျက်ပြန်ထွက်လာဖို့ခက်ပါလိမ့်မယ်။မစ္စတာဂျိုကထင်းချုပ်ကန်းကိုရောက်လာပြီးတော့မိတွေစမကူးနိုင်အောင်မီတာနိုင်ရန်တွေကိုဖြွင့်လိုက်ဖို့ပြောပါတယ်။ဒါမဲ့မိသားနိုင်ငံကိုပြေးလိုက်ရင်တော့ပြိမိနေတဲ့လူတွေအားလုံးတေကိုမှဖြစ်တဲ့အတွက်ထိချုပ်ကန်းဝန်ထမ်းတွေကမဖွင့်ပေးခဲ့ပါဘူး။ ဒါမဲ့မစ္စတာဂျိုကပန်ရှင်ဖြစ်တာမို့သူ့တာဝါတွေကိုမိလောင်မှုအ ਨੇ ဆုံးဖြစ်အောင်မိနိုင်ရန်တွေကိုဖွင့်တဲ့ခလုတ်ကိုသူကိုယ်တိုင်နှိပ်ပစ်လိုက်ပါတော့လေ။ဒါကြောင့်နေရန်တွေကလည်းဆင်းလာခဲ့ပါပြီ။တေအိုယုံချင်တဲ့တော်ကြီးတို့ဟာတကားတွေပိတ်မသွားခင်အမြန်ထွက်ပြေးပြီးတော့အသက်ရှင်အောင်ပြေးကြရပါတယ်။တေအိုတို့လည်းတကားကြီးမပြီးခင်မှာလက်မတင်လေးထွက်သွားနိုင်လိုက်ကြပါတယ်။တေအိုကတော့သမီးလေးဟာနာနဲ့ပြန်တွေ့ရပြီမို့လို့ပြောနေခဲ့ပါတယ်။အဲနောက်တေအိုကခေါင်းဆောင်ယုံကြည်ပေးတဲ့စကားပြောစက်လေးနဲ့သူတို့ရှိနေတဲ့နေရာကိုပြောပြီးတော့လာခဲ့ဖို့ကူညီတောင်းခဲ့ပါတယ်။ မိရသမားတွေကဒေဝရုလိုပိမိနေသူတွေကိုကယ်ဖို့လာပေမဲ့လေမြို့တော်ဝင်ကတော့ရေကြီးပုံကိုတွေကိုအရင်ကယ်ခိုင်းနေခဲ့ပါတယ်။ပိမိနေတဲ့သူတွေကိုကယ်ချင်တာကြောင့်ခေါင်းဆောင်ညုံကြီးကနှစ်ဖွဲခွဲပြီးတော့တစ်ဖွဲကလူတွေကိုကယ်ပြီးတော့ကျန်တစ်ဖွဲကမြို့တော်ဝင်ခိုင်းတဲ့တထဲတွေကိုကယ်ဖို့မှာလိုက်ပါတယ်။တထဲတွေနိုင်ငံရေးသမားတွေကလာခဲ့တဲ့မိသက်သမားတွေကိုမြဲမြဲလာမကယ်လို့ဆိုပြီးတော့စော်ကားတဲ့ပြင်သူ့ရဲ့အတော်ကလည်းအရေးကြီးနေတဲ့အချိန်မှာခွဲကိုရေးပေးပြီးတော့အချိန်မကြာကြာအောင်လုပ်နေခဲ့ပါတယ်။ ။ယုံကြည်ကဒါကိုတွေးတဲ့အခါမှာတော့ဒေါသထွက်သွားပြီးတော့မျိုးတော်ဝင်ကိုစကားပြောဆက်ကနေခေါ်ပြီးတော့ပြင်းပြထန်ထန်ကိုပြောပြလိုက်ပါတယ်။ဒါလိုလဲပြပောက်ပိတ်နေခြင်းမှာတော့ကော်မလေးကတာဝါပြင်ဘက်ကညမ်းစင်တစ်ခုကိုတွေးခဲ့ပါတယ်။ဒါကြောင့်အားလုံးအဲ့ဒီညမ်းစင်ပေါ်ကိုခုံချဖို့အကြံပေးလိုက်ပါတယ်။ဒါနဲ့ဒါလိုလဲညမ်းစင်ပေါ်ကိုခုံချကြပါတယ်။တကြီးဆုံးနဲ့ဖြစ်တဲ့ဖိုးနဲ့ဘွားတို့ကတော့ညမ်းစင်ပေါ်ကိုခုံချဖို့အတွက်နှင်းနေကြပါတယ်။ဒါကြောင့်ဖိုးကဘွားကိုညံပေါ်တင်ပေးနေတော့မှပဲပောက်ကွဲသွားတာကြောင့်အဖိုးကတည်ဆုံသွားရပါတယ် သူတို့ရဲ့ညာဟာလေပေါ်မှာကျိုးနဲ့ဆိုင်းထားတာမို့လို့ခါရမ်းနေခဲ့ပါတယ်။ဒီကတော့ညံကိုလွှဲပြီးတော့ဘေးနေရန်ကိုဖောက်ကျင်ခဲ့ပါတယ်။ဒါကြောင့်အားလုံးကိုညံကိုလွှဲဖို့ပြောလိုက်ပါတယ်။သူတို့လည်းစုပေါင်းအားနဲ့ညံကိုလွှဲပြီးတော့နေရန်ကမန်နီကိုခွဲနိုင်ခဲ့ပါတယ်။ပြီးတော့ညံဘော်ကနေထဲကိုဝင်ကြပါတယ်။ဒါမဲ့ဖွားဟုတ်ကဝင်နိုင်ခဲ့တဲ့အခါမှာတော့ညံပြုတ်ကျသွားတဲ့အခါမှာပဲဖွားဟုတ်လည်းပြုတ်ကျသွားခဲ့ပါတယ်။ဒေဝနဲ့လုံချုံရင်ကောင်းဆောင်မစ္စတာချားတို့ကလည်းတပက်တာဝါကိုကူးလို့ရမယ့်တာဝါကိုသွားဖို့လမ်းပေါက်ရှာနေကြပါတယ်။ ဲ့ဒီချိန်မှာဘာသာရေးကန်ဆိုင်လွန်လာတဲ့မစ္စတာကင်တို့အုပ်စုကတော့ထပြေးဖို့မကြိုးစားဘဲနဲ့ရေကူးကန်ထဲမှာပဲလက်အုပ်တွေချပြီးဖျားကိုတဲကြီးမဲကြီးကိုဆူတောင်းနေကြပါဗျ။မိသက်သမားအသည်လေးစင်ဦးနဲ့ခေါင်းဆောင်ယုံကြည်တို့ကလည်းသူတို့လူတစ်ယောက်ကိုလိုက်ရှာနေကြပါဗျ။ဒီချိန်မှာစားသောဆိုင်တွေကအခွဲပြတဲ့ဒေဝတို့ကတော့တံတားကိုဖျက်ပြီးတော့ဟိုဘက်တာဝါကိုသွားဖို့လုံနေကြပါဗျ။ဒါကိုမိသက်သမားတွေကမြင်လိုက်တဲ့အခါမှာတော့အမြန်တားလိုက်ရပါတယ်။တရားကျမ်းမြာအချင်းဝီရေးကြုံကြသွားနိုင်တာမို့မိသက်သမားတွေကအရင်ဆုံးစမ်းသပ်ပြီးတော့ကြံ့ခိုင်တဲ့အပိုင်းကိုအမှတ်သားလုပ်ပေးနေခဲ့ပါတယ်။ ဒီမှာသာခြေတော့ချရမယ့်နေရာကိုပြပေးပြီးတော့လူတွေကိုနင်းစေပါတယ်ပထမဆုံးတရားပေါ်ကနေဒေဝရဲ့သမီးလေးဟာနာဖြစ်ပါတယ်ပြီးတော့ကိုဝင်ဆောင်မျိုးသမီးနန်ဖြစ်ပါတယ်သူတို့လည်းတတောင်ဝဝမရှူရဲပဲနဲ့ဖြည်းဖြည်းချင်းရှောင်းနေကြရတာပါဒီချိန်မှာမစ္စတာချာကမဆောင်နိုင်တော့ဘဲနဲ့တကူကောင်းဆန်သွားတဲ့တရားပေါ်ကိုပြေးပြီးတော့ဖြတ်ပါတော့တယ်ဒါကြောင့်တရားဟာကြုံကြသွားပြီးတော့သူလည်းပြုတ်ကျသွားခဲ့ပါတယ်ဒါကြောင့်တရားရဲ့ဟိုဘက်ကိုဟာနာကရောက်သွားခဲ့ပြီးနန်ကတော့အရင်ဆောင်ဦးမှာပဲကြံနေခဲ့ပါတော့တယ်တော်ဝန်တစ်ခုကြားထဲမှာတရားလဲကျိုးသွားခဲ့ပါတော့တယ် မကြခင်မှာပဲပါတီပွဲလုပ်တဲ့စာအုပ်ကြီးဟာစာအုပ်အစ်ပေါ်ကိုဖြိုကြတော့မယ်လို့ပြောပါတယ်။ဒါကြောင့်စာအုပ်ဟောင်းကုန်ဖြိုကြခင်မှာဖောက်ခွဲလိုက်ဖို့ကြံပေးကြပါတယ်။ပန်ရှင်ပြည်သူမေဇာဂျိုကတော့အတူတဝါကိုဖြိုချမှာကိုသဘောမကျဘူးဖြစ်နေပါတယ်။မြို့တော်ဝင်ကလည်းစာအုပ်ကိုဖောက်ခွဲဖြစ်စည်းပြဖို့အမိန်ပေးလိုက်ပါတယ်။စာအုပ်ထဲမှာကဲဖို့အတွက်လူတွေကြံနေသေးပေမဲ့လည်းတဝါကြီးဖြိုကြရင်ဒီထက်များတဲ့လူတွေတည်မှာမလို့တူနှင်းငယ်ကိုစတဲ့ကြမှာဖြစ်ပါတယ်။ကောင်းဆောင်ညီကတော့ဒီချိန်လေးကိုသဘောမကျတာကြောင့်ဒေဝနဲ့တိုင်ပင်ပြီးတော့ရေရေဖွင့်ချဖို့စူးစမ်းလိုက်ပါတယ် ေုံနဲ့ယုံကြည်တို့နှစ်ယောက်ဟာရေတံကြီးတွေထားတဲ့အခန်းကိုသွားကြပါတယ်။အဲဒီနောက်ရေတွေဖွင့်ချလိုက်တာကြောင့်မိတွေလောင်နေတဲ့နေရာတွေကိုရေတွေတလဲဟောကိုဆင်းကြလာခဲ့ပါတယ်။လူတွေလည်းလွတ်ရကြွရပြေးကြရင်းနဲ့ပဲတေသူတေရှင်သူရှင်နဲ့တကွဲတပားတွေဖြစ်နေကြပါတယ်။ဒေုံနဲ့ယုံကြည်တို့အုပ်စုတွေဟာဓာလီကားတွေကနေထွက်ဖို့ကြိုးစားကြပါတယ်။ဓာလီကားအထံကားနဲ့ခြောက်မှညံ့နေကြတာပါ။သူတို့လည်းလူအားနဲ့ခုန်ပြီးတော့ဓာလီကားကိုအောက်ကြောင်အောင်လုပ်ပေမဲ့လည်းမရပါဘူး။ ဒါကြောင့်တော့ဆုံးမှာတော့ဒက်လီကားတွေကထွက်ဖို့ လုံးကြပါတယ်ဒက်လီကားတွေကနေဒေအိုနဲ့သမီးပြစ်သူဟာနာတို့ထွက်နိုင်ကြပြီမယ်လေဒေအိုကြီးစားကတော့ဒက်လီကားနဲ့အောက်ကိုပါသွားခဲ့ပါတယ်အပြင်ကိုရောက်သွားတဲ့ခေါင်းဆောင်ဒေအိုနဲ့ယုံကြည်တို့ကတော့အထဲမှာကြံနေခဲ့တဲ့သူတွေကိုကယ်ဖို့လက်မလျှော့သေးပါဘူးသူတို့ကတော်ဝါတစ်ခုလုံးကရေတွေကိုဖြန့်ချလိုက်မယ်ဆိုရင်တော့လူတွေပါရေစီးနဲ့ပါသွားပြီးရေထွက်ပေါက်ကနေပင်လယ်ထဲကိုပါသွားမယ်ဆိုတဲ့အချက်ကိုတွေ့သွားကြတော့ပဲဖြစ်ပါတယ်အဲဒီတော့ခေါင်းဆောင်ဖြစ်သူယုံကြည်ဟာဘုံတစ်လုံးကိုသူနဲ့တူယူသွားကရေတန်းကြီးတွေနားကိုသွားပါတော့တယ် ူတပည့်တွေကိုသူနဲ့မလိုက်ခန်းခဲ့ပဲနဲ့သူတယောက်တည်းစွန်စားပြေးလုံးမှာဖြစ်ပါတယ်အဲနောက်ယုံကြည်ဟာသူဇနီးတဲ့စီကိုဖုံးဆက်ပြီးတော့သူ့ကိုတသက်လုံးတီးခံပေးလို့ဂျေဇူးတင်ကြောင်းနှုတ်ဆက်စကားပြောလိုက်ပါတယ်။ပြီးတော့ဘုံစနစ်တန်ကိုပြောလိုက်ပါတယ်။ဒီတိုင်းကိရိယာပွင့်ထွက်အကုန်ပြီးတော့ပိမိနေသူရဲ့အကုန်လုံးရေစီးနဲ့မျောပြီးတော့ထွက်လာကြပါတော့တယ်။တဝါကြီးကလည်းလုံးဝကိုပြိုချသွားခဲ့ပါပြီ။ဒီတော့မှလူတွေအားလုံးလည်းမြစ်ထဲကိုရောက်သွားခဲ့ပြီးအသင်းဆောင်ဆိုင်နေတဲ့မိသက်သမားတွေရဲ့ကယ်ဆယ်မှုကိုရခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ဒေဟုနဲ့သမီးလေးဟာနာချစ်သူဖြစ်သူယွန်ဂီတို့လည်းအန်ရယ်ကင်းကင်းနဲ့ပြန်လဲတွေ့ဆုံခဲ့ရပြီဖြစ်သလိုတန်ရှင်းအတော်ကြီးအေးဂျာနဲ့တားဖြစ်သူတွေလည်းတွေ့ခဲ့ရပါပြီ။ဇန်ဝန်သောမိသားသမားတွေလည်းလွန်မြောက်ခဲ့ပေမဲ့ခေါင်းဆောင်ဖြစ်သည့်ယွန်ဂီကတော့ပြန်မလာနိုင်တော့ပါဘူး။သူကြောင့်လည်းတပေါင်းများစွာရှင်သန်ခဲ့တာဖြစ်ပါတယ်။ဒီမာရီမဲဇကာလီယာပြီးဆုံးသွားခဲ့ပါတယ်။ အရှင်စွန်သားကန်းတွေကိုရိုက်ကူးတဲ့နေရာမှာရန်တော်လာတဲ့ကိုရီးယားဒရိုက်တာတို့ထုံးစံအတိုင်းကြီးစုသူတွေကိုဇလန်းအဆုံးထိကိုဆွဲခေါ်သွားနိုင်လာမလို့ကြီးလို့ကောင်းလာတဲ့ဇလန်းလေးဖြစ်မှာကျင်းသိပါရယ်။ဇုံနီနားဆင်ပေးမှုအတွက်လည်းထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။